တန်တရာကျွေးဆိုကျွေးဆိုတဲ့မြတ်ဘယ်ကျွေးပဲဖြစ်ဖြစ်သိဆိုင်ရမှာဖြစ်တယ်ပေါ့ကံကြမ္မာဝွကျွေးကြတော့မပေးရှင်လို့နေလို့မရဘူးဒီပြင်ကျွေးတွေကလျှော်ခြင်းလျှော်ခံရမယ်ဘင်္ဂရချိန်ညာပြီးတော့เนาะဒေဝလီခံပြီးတော့ကျွေးကိုရှောင်လို့ရတယ်တန်တရာကျွေးမှာအဲ့ဒါလို့ရှောင်လို့ရနိုင်တာမဟုတ်ဘူးသိဆိုင်ရမှာဖြစ်တယ် အဲ့ဒီတန်တရာကျွေးဟာမိမိယူထားတာတဲ့အတိုင်းတာအရာသိဆက်ဘုရားတို့ငယ်စဉ်ကကြားဘူးတယ်ရွာတရွာမှာညီကိုနှစ်ယောက်အကိုလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီခေတ်ကငွေချေးတစ်ချက်ရဲ့ထက်ဝက်ငါးမူပေါ့အဲ့ဒီငါးမူညီစီကခဏချေးပြီး ပြန်မပေးပဲနဲ့တည်သွားတဲ့အခါကျတေကနေ့မှာပြန်ပေးချင်တော့လဲသူပြန်မပေးရဘူးဆိုတော့စိတ်မကောင်းပြီးတော့တည်ဆုံးသွားတဲ့အခါမှာညီအိမ်မှာသွားပြီးတော့ကျွဲဖြစ်တယ်တဲ့ကျွဲဖြစ်လာပြီးဆိုတဲ့ကကျွဲပဲလေနှစ်ပါးကျိုးထိုးပြီးတော့ခိုင်းတော့တာပေါ့ခိုင်းတဲ့အခါမှာမသွားခြင်းလဲသွားရမှာပဲမလုပ်ခြင်းလဲလုပ်ရမလုပ်ခြင်းလို့ရိုက်ခံ ရိုက်ခိုင်းတာညီလို့တဲ့ပုဂ္ဂိုလ်ကသူ့ကိုမှန်းတော့မသိဘူးပေါ့ရိုက်ခိုင်းချွဲဆိုတာတိတ်အသက်ရှည်တာမဟုတ်ဘူးလေဆယ်နှစ်နှစ်20ဆိုတာအလွန်ဆုံးကျွဲဘဝကလွတ်လာတဲ့အခါကျတော့အဲ့ဒီရွာမှာပဲသူကလူပြန်ဖြစ်တယ်တဲ့လူပြန်ဖြစ်လာတဲ့အခါသူ့ရဲ့နောင်တမိုက်နောင်တကိုရပြီ တိတတ်တဲ့အရွယ်လေးမှာအင်္ဂါပက်ဆံ5ပြား90တို့မို့ငါးမှုကိုယူပြီးတော့သူညီစီသွားပေးတယ်တဲ့မင်းကျွေးငါပြန်ဆက်ပါပြီကွာခြေပါတော့မင်းကပက်ဆံလေးငါးမှုနဲ့ငါ့ကိုရိုက်ခိုင်းလိုက်တာလို့ပြောတယ်လေနော်အဲ့ဒါလို့ပြောတယ်အဲ့တော့ကျွေးဆိုတာဆက်ရစမြဲပဲဒါဆက်ရတယ် မာစီဆရာတော်ဘုရားကြီးဟောတဲ့ဓမ္မစကြာတရားတော်ကြီးမှာလားပြိဿသမုပ္ပတ်တရားတော်ကြီးမှာလားမသိဘူးပမာပြေမှာဖြစ်ခဲ့တဲ့ကျွေးမပေးနိုင်လို့၄ဘဝ၃ဘဝဆက်တိုက်ပြီးတော့ခံရတာလေအကြောင်းလေးဖတ်ရှုထားဖို့တယ်ပေါ့အဲ့တော့ကျွေးဆိုတာပေးရတယ်ဆိုတာ